အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါတယ် ဲ့တော့ Liverpool နဲ့ Newcastle United အသင်းရဲ့ Carabao Final ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ဖြစ်ပြီးတော့ဒါကျွန်တော်တို့ Newcastle United အသင်းကတော့ဒါကျွန်တော်တို့ Liverpool အသင်းကို2-1ဆိုတဲ့ရလနဲ့အနိုင်ယူခဲ့ပြီးတော့56နှစ်တိုင်ဒါကျွန်တော်တို့ Superla မရနိုင်ခဲ့တဲ့တစ်ခုကိုတော့ကျွန်တော်တို့ဒါခြေဖြတ်ပြခဲ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်ဒါကျွန်တော်တို့ကိုချင်းလက်စားပါတယ်ကိုကြီးလို့ဒါကျွန်တော်နှစ်20လောက်ဖလားမရပြီးတော့မှဖလားရဖို့အတွက်အရန်စိတ်လှုပ်ရှားနေတဲ့အချိန်မှာ နှစ်ပေါင်း90 6နှစ်ကိုဒါကျွန်တော်တို့ဆောက်လာခဲ့ပြီးနောက်ပိုင်းမှာ Newcastle United ကဒါကျွန်တော်တို့ Superlar တစ်ခုကိုပြန်လည်ပြီးတော့ရရှိခဲ့ပြီဖြစ်ပါတယ်။တို့နေနောက်ဆုံးရခဲ့တဲ့ Superlar ကတော့ဒါကျွန်တော်တို့1969ခုနှစ်ကနောက်ဆုံးရခဲ့တဲ့ဖလားဖြစ်ပြီးတော့အခုချိန်မှာဒါကျွန်တော်တို့အလုံးပေါင်း50နဲ့ဒါကျွန်တော်တို့ 6နှစ်အကြာမှာတော့ဒါကျွန်တော်တို့ Newcastle United အသင်းအနေနဲ့အခုလက်ရှိမှာကျွန်တော်တို့စူဖလားကိုစကူးနိုင်ခဲ့ပြီပေါ့နော်ဒါမျိုးဆို1969ခုနှစ်ကတည်းက1955ခုနှစ်ကတည်းကပေါ့နော်ဘယ်ရပဲယူတာလွယ်ပြောနှစ်ပေါင်း90ကျော်ကြာတဲ့အချိန်မှာ Newcastle United ကတော့ Champion ဖြစ်လာလို့လာခဲ့ပြီလို့ပြောလို့ရတယ်အဲတော့ Newcastle United အသင်းရဲ့ဒါကျွန်တော်တို့လက်ရှိပိုင်ရှင်အပြောင်းလဲအသီးပွင့်ကိုတော့ Newcastle United ကတော့ကျွန်တော်ဒါ3နှစ်အတွင်းမှာပဲစူဖလားတစ်ခုကိုရရှိခဲ့တယ်လို့ပဲပြောရမယ်တဲ့မှာပါပါတယ်အဲ့တော့တခါကျရင်ခုနကပြောလို့ပဲပိုင်ရှင် အသင်းပိုင်ရှင်ကဘလောက်ထိ matter ဖြစ်လဲအပိုင်းပိုင်ရှင်ကဘလောက်ထိဒါအရေးပါလဲဆိုတာကိုလည်း Newcastle United ကဆက်လက်ပြီးတော့ပြသခဲ့တယ်။ Bruno Gamires ကကျွန်တော်ပြောတဲ့ချိန်မှာတကယ်ကိုမျက်ရည်တွေဝမ်းနဲ့ပတ်လည်နေသူနဲ့အောင်ပွဲခံတယ်တွေ့ရမယ်။တကယ်တမ်းတကယ်ကျွန်းတာပေါ်ဆိုပြဒီနေ့ပွဲမှာ Newcastle United ကွင်းလယ် midfield Georgie တခုဖြစ်တဲ့ Joe Linton ကျွန်တော်တူနာလီ Bruno Gamires တကယ်ကိုဒါချီချူးဖို့ကောင်းနေတယ်မှာပါလို့ပြောပြရစီ။အဲ့တော့ဒီနေ့ပွဲမှာဒါ Man of the Match ကိုတော့ကျွန်တော်ဒါ Dan Bang ကိုပဲကျွန်တော်တော့ပေးချင်ပါတယ်။ Dan Bang ရဲ့ story ကလည်းတအားဟိုရင်ထဲမှာပြောမယ်ဆိုပြောစရာ အများကြီးရှိခဲ့တယ်ပေါ့နော်ဒါကြောင့်ဒန်မန်းနေနဲ့ဒါသူ့ရဲ့ငွေမွေးချမောက်ကလပ်တစ်ခုဖြစ်နေတာကျွန်တော်တို့ New Castle ကိုကူညီခြင်းလို့ Brighton ကနေပြီးတော့ထွက်ပြီး New Castle ကိုလာတယ် New Castle United မှာအခုလက်ရှိမှာဒန်ဘန်းရဲ့ဒါကျွန်တော် Twin Go တွေနဲ့အတူဒါသူ့ရဲ့ Cancer Display မှာလည်းအကောင်းဆုံးလုပ်ပြနိုင်ခဲ့တော့တွေ့ရမယ်တမပါဘူးပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါဘယ်လိုပဲကြည့်ကြည့်ပါ New Castle United အသင်းက Liverpool အသင်းကိုထိုက်ထိုက်တန်တန်နဲ့နိုင်သွားတယ်ဆိုပေမဲ့စကားကိုပဲပြောရမယ်တမပါတယ် Liverpool အသင်းနဲ့ဒါကျွန်တော်တို့တပတ်အတွင်းမှာပဲဒါဖလားနှလုံးကိုဒါကျွန်တော်လက်လွတ်လိုက်ရခဲ့ပြီဖြစ်ပြီးတော့အခုလက်ရှိမှာဒါ Liverpool အသင်းနဲ့ Premier လီစူပလာတခုတည်းကသာအာယုံဆိုင်စရာရှိတော့မယ်လို့ပြောလို့ရမယ်တော့ပါတယ်အဲ့တော့ဒီနေ့ပုံစံမှာကျွန်တော်တို့ညူကာဆယ်ယူနိုက်တက်တို့လီဗာပူးတင်းတို့ကကျွန်တော်တို့အကြောင်းပြကြရည်အများကြီးမရှိဘူးဘာလို့ဆိုငါတို့အာနိုဘာညာမရှိဘူးဆိုတဲ့စကားလုံးနေတာပြောလို့မရဘူးဆိုညူကာဆယ်ယူနိုက်တက်ကိုတိုင်းပါလေလက်ရှိမှာသူတို့ရဲ့အဓိကကစားသမားတော်တော်များများကိုဒီနေ့ပုံစံမှာလွှဲချော်ထားခဲ့တယ်ဒါသူတို့ရဲ့ဖူးဘက်ကစားသမားဖြစ်တဲ့လူဝက်ဆော်မပါလိုင်းတို့ကြောင့်မို့အသက်30အကျော်အရွယ်ဖြစ်တဲ့ကစားသမားဖြစ်တဲ့ ဒါကျွန်တော်တို့ trippier ကိုတုံးခဲ့ရတဲ့မှာပါတယ်တောင်ပန်နေမှာဆိုတော့ကျွန်တော်နံပါတ်1ဒါတောင်ပန်ကစားသမားဖြစ်တဲ့ Gordon ကိုမတုံးခဲ့ရတဲ့ကြောင့်ဒါကျွန်တော်တို့လက်ရှိမှာ Harvey Ban ကိုတုံးလာခဲ့ရတဲ့မှာပါတယ်ဒါခုနကပေါ်တယ်လက်ရှိမှာဒီနေ့ပွဲစုံမှာ Kansas Moonia မှာဒါကျွန်တော်လူကောင်းကောင်းမရှိတဲ့အတွက်ကြောင့်မို့ဒါကျွန်တော် ယူကဆေယူနိုက်တက်အသင်းနေနဲ့ဒါဒီနေ့ပွဲစဉ်မှာဖေဘီယန်ရှားနဲ့ဒန်ဘန်ကိုပဲဒါအဓိကသုံးလာခဲ့တယ်မှာပါတကယ်ပြဿနာကြည့်မယ်ဆိုရင်လီယာရာတခုကလက်ရှိယူကဆေယူနိုက်တက်ခံစီကျော်၄ယောက်မှာ၃ယောက်လောက်ကအသက်30နားကပ်နေတဲ့လူတွေကြီးပဲဖြစ်တယ်လို့ပဲပြောရမယ်တယ်မှာပါပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါယူကဆေယူနိုက်တက်ဒါလီဗာပူးအသင်းညံ့နေပါတယ်ဆိုတာတဲ့ဆိုင်ယူကဆေယူနိုက်တက်အသင်းကိုတော့အင်မတန်မှချီးကျူးရမယ်လို့ပြောလို့ရတယ်ရှိတာနဲ့ဖြစ်အောင်လုပ်သွားခဲ့ပြီးရတာနဲ့အကုန်လုံးကိုဖြစ်အောင်လုပ်သွားခဲ့တယ်ဒါပြိတ္တတွေကိုလည်းဒါကျွန်တော်နောက်ဆုံးမွေးမဲ့နေ့ဒီယင်ခွန်အောင်လုပ်သွားခဲ့တယ်ပေါ့နော်ခေးစားရဲ့ twin goal နဲ့အတူဒါကျွန်တော်တို့2-1ဆိုတဲ့ရလဒ်ဖြစ်ခဲ့ပြီးဒါကျွန်တော်တို့ ဒိုင်လူကြီးကဒီညမှာဒိုင်လူကြီးလက်တာမစိုးဘူးလို့ပြောလို့ရပါတယ်ဒါကြောင့်ဒီပုံစံမှာဒိုင်လူကြီးပွဲကိုဟန်ဒယ်လုပ်သွားတာမစိုးဘူးလို့ပြောလို့ရတယ်ဒါကုနာပေါ်သူပဲဒါတောင်းတန်ုံတွေအဝါကက်ဘာညာမပေးဘဲနဲ့တကယ်ကိုပွဲကိုကောင်းကောင်းကြီးထိမ့်ပေးသွားခဲ့တာလည်းမစိုးဘူးလို့ပြောတခါကြရင်ဗျဒီလိုမျိုးဖိုင်နယ်တွေမှာတခါကြရင်ဒိုင်လူကြီးကအရင်နှောက်တယ်ရှယ်ဒါပေမဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်အင်္ဂလိပ်ဒိုင်မှာဟုတ်ရဲ့လားဆိုတော့မေးကုန်မေးရမယ်ဒီမှာပါတယ်ဒါ VAR ကြည့်တာလေးနည်းနည်းကြာတာကလွဲလို့ဒါကျွန်တော်ဒီနေ့ပုံစံမှာဒါမစိုးဘူးဒိုင်နေနဲ့ပွဲကိုအရင်ကြီးမဖြတ်ခဲ့ဘူးလို့ပဲဆိုရမယ်ဒီမှာပါပါတယ်တပတ်ကလီဗာပူးသင်းနဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်အလက်ဇန္ဒားအာရိုဒ တယောက်မပါတာအရန်ကိုတိတာလုံအောင်ကြည့်တယ်လို့ကျွန်တော်လည်းပြောပြစီကျွန်တော်ဂျော်ဝါခွန်ဆာနဲ့တိုက်စစ်အာတန်နဲ့ကစားသမားမှုပဲနဲ့ခန်းစစ်အာတန်နဲ့ကစားသမားဖြစ်တဲ့ကြောင့်မို့တာဒီ right way right back နေရာမှာပေါ့နော်ကျွန်တော် corner bradley လည်းမဟုတ်ဘူးဒါကျွန်တော်လက်ရှိမှာ အာနူးလည်းမဟုတ်တဲ့အတွက်ကြောင့်မို့လားကျွန်တော်တို့အော်တိုဆာလာပါတိုင်ပတ်သွားခဲ့တဲ့ movement တစ်ခုကိုရောက်သွားတယ်လေကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဘောနော်အဲ့တော့ liberal breather တွေကလက်ရှိမှာ arnis slot လက်ထက်မှာ flat တွေကကျွန်တော်တို့နှလုံးလောက်မှန်တာခဲ့ပြီမြင်အခုလက်ရှိမှာတော့ဒါ premier league flat တစ်လုံးတည်းကဒါအာယုံ size ဆရာဖြစ်လာခဲ့ပြီလို့ပြောလို့ရမယ်တယ်မှာပါပါတယ်အဲ့တော့တကယ်တမ်းပြောမယ် liberal ဘက်ကပြန်ကြည့်မယ်ဆိုရင်ဒါမနစ်ကရထားရဖလာဒီနှစ်မှာဒါနှစ်နှစ်ဆက်ရဖို့အတွက်ဒါအချင်းဒီဒီကောင်းခဲ့ပြီမြင်လက်လွတ်ခဲ့ရ liverpool လက်ခံပါအာဒီ flat ကဘလောက်တည်တည်ကြီးကြီးပါလူတန်းကဒါ flat လူချင်းတဲ့အသင်းတွေပဲ flat မလူချင်းတဲ့အသင်းဆိုတော့မရှိဘူးလေဟုတ်တယ်မလားဒါပေမဲ့ ်လက်ရှိမှာ Newcastle United ကတော့ဒါကျွန်တော်တို့နိုင်လူစစ်ကူတော့ Liverpool အသင်းထက်ဆိုင်တော့ပြင်းထန်ခဲ့တယ်လို့ပဲကျွန်တော်အနေနဲ့ချီးကျူးရမှာပဲဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာအားလုံးရဲ့ difference ကတော့ Alexander Isak နောက်တစ်ယောက်အနေနဲ့ချီးကျူးရမယ်တကယ်လို့ဒုတိယကိုသွင်းသွားတဲ့အနေထားတစ်ခုမှာဂျင်းတဲ့ချက်ထဲမှာဘလို့ပဲ position နေဖြစ်ဖြစ်ကျွန်တော်ရုတ်တရက်ကြည့်လို့ဒါဘေးဘက်ကကြည့်ဟာဒါကျွန်တော်လွယ်တဲ့ twin goal တကူလို့မြင်ရတယ်ဆိုမဲ့ Alexander Isak ဖြစ်နေလို့ပဲဒါကျွန်တော်တတော်လေးကိုဒါကျွန်တော်16 guys ဒီချိန်ကတော့ကျွန်တော်တို့မနိုင်တော့မနိုင်ကောင်းပြကျွန်တော်အလှမ်းတော့ဝေးသေးတယ်ဒါပေမဲ့တချိန်က Luis Suarez နီနီပုံစံမျိုးကိုကျွန်တော်မြင်လာ င်လာခဲ့ရတယ်6ကိုက်စီ7ကိုက်စီတဲ့ရောက်ပြီဆိုရင်ဒါကျွန်တော်တို့တေကြတဲ့တိုက်စစ်မှုတဦးကို Alexander Isak ကနေမြင်လာခဲ့ရတယ်အဲ့တော့လာမယ့်နွေရာသီမှာဒါကျွန်တော်တို့သူတို့အသေးကိုခွဲထားတဲ့ Alexander Isak ကို Liverpool တင်ခေါ်သွားနိုင်မှာဒါမှမဟုတ်လိုပဲအသေးခွဲထားတဲ့ Isak ကိုဒါကျွန်တော်တို့ Arsenal တင်ကအဲ့တော့ Isak ကဒီလက်ရှိမှာ plus စခူးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ Newcastle ရဲ့အသင်းမှာစက်နေမလားမနေမလားဆိုတဲ့ဥစ္စာကိုလည်းတော်တော်လေးကိုစိတ်ဝင်စားတာကောင်းခဲ့ပြီအဲ့တော့ Carabao ရပြီဖြစ်တဲ့ကြောင့်မို့ Newcastle United ကတော့ Europa ဝင်ငွေအတွက်တနေရာအတွက်တေကြသွားပြီဖြစ်တယ်ပြောချင်တာက Newcastle နေတဲ့တခြားတော့ဒါကျွန်တော်တို့သူ့အနေနဲ့ဖလားမျော်လင့်ချက်ဘာညာဆိုတာတဲ့ဒါကျွန်တော်တို့မမက်ရဒီလိုမန်ချက်စတာယူနိုက်တက်အသင်းကိုသူတို့ကာရာဘောဖိုင်နယ်မှာရှုံးခဲ့တယ်ဂျာတယ်မှာသူတို့နဲ့ဖိုင်နယ်မှာတက်ခဲ့တယ်ဒါပေမဲ့ဘယ်လောက်မှမကြားချင်မှာဖိုင်နယ်ပြတ်ထွက်ကြဒီဂျာအမနိုင်မော်ဒီပွဲစဉ်မှာတော့ဒါကျွန်တော်တို့ညူကဆယ်အန်ဒါတော့ပဲတကယ်တော့အန်တိုနီဂေါ်ဒန်အန်ဒီကနဲ့လွဲချော်တယ်လူးဝစ်ဆော်လိုဒါကျွန်တော်မပါလာနိုင်ဆေဗန်ဘော့မန်ဒန်ရတယ်ပြောချင်တာဒီနေ့ပွဲစဉ်မှာလစ်ဗာပူးအသင်းက favorite ပဲဒါပေမဲ့တခါကျရင် underdog story တွေက beautiful ဖြစ်တယ်ကျွန်တော်လူအသက်တယောက်နဲ့ကျွန်တော်ဒါပြောပြမယ်ကျွန်တော် အဖေကအခုလက်ရှိမှာအသက်62နှစ်ဖြစ်ပြီးနောက်ဆုံး Newcastle အသင်းဖလာရခဲ့တယ်ကျွန်တော်အဖေ9နှစ်သားမှာလို့ပြောလို့ရတယ်အခုချိန်မှာကျွန်တော်အဖေက62နှစ်ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ကဖလာအဲ့တော့ပြောချင်တာကလက်ရှိမှာအသက်20လူနေတယောက်ကနေအခုချိန်မှာ Newcastle United ကိုအားပေးတယ်ဆိုရင်တို့အသင်းဖလာရတာမြင်လိုက်ရတဲ့ feeling ကဘာနဲ့မှလဲလို့ရမှာမဟုတ်ဘူးလို့မြင်လို့ရတယ်မှာပါတယ်အဲ Newcastle United ကလက်ရှိမှာဒါ G6 G မဟုတ်ဘဲနဲ့ဒါကျွန်တော်တို့ ဖလားယူပြီး Leicester City နောက်ပိုင်းမှာဒါကျွန်တော်ဖလားယူနိုင်တဲ့အသင်းတွေကသတင်းတွေနဲ့ဆက်လက်ပြီးတော့မှတ်တမ်းတင်သွားခဲ့ပြန်ပြီဖြစ်တယ်အဲ့တော့ဒါ Newcastle United ကလည်းတကယ်ကိုဂုံယူပါတယ်တကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းတွေထားတဲ့တရားကလက်တွေပါတယ်ဒါကျွန်တော်ဒီနေ့ပေါ်မှာ Newcastle United ကကန်နေပါတယ်ဆိုတာဘာမှစကားမပြောနဲ့ဒီနေ့ပေါ်မှာ Newcastle United အသင်းက ကောင်းလို့နိုင်သွားတာဖြစ်တယ်။အဖေကရှင်ရာကုန်းတာပေါ်လို့ပဲဒါကျွန်တော်ဟာတစ်ဖက်ကဒီနေ့ပုံစံမှာ Newcastle United ကတောင်မှကျွန်တော်ဒါဂိုးသွင်းတည်ကြခဲ့မယ်ဆိုရင် Liverpool အသင်းကိုဒီထက်တောင်ပိုပြီးတော့ဂိုးပြတ်နိုင်မယ့်အခြေအနေတွေရှိတယ်လို့ပြောလို့ရမယ်တော့ပါတယ်။ Wine ဆိုတာလည်းဒါကျွန်တော်ရင်နာနာပဲပြောမှာဆို Newcastle United ကစပါအသင်းထက်တောင်မှစောပြီးတော့ကျွန်တော်တို့ဖလားရသွားခဲ့ဖြစ်ပါတယ်။အဲ့ဒါကခဏပြောချင်းလို့ပဲကျွန်တော်အမြဲတမ်းပြောနေတယ် ပိုင်ရှင်ဒီအပြောင်းလဲကဘလောက်ထိအရေးပါလဲဆိုတော့ဒါမျိုးတွေကိုကျွန်တော်ခဏခဏပြောတာဖြစ်ပါတယ်။အဲတော့လက်ရှိမှာဒါ Newcastle United တွေသူတို့အသင်းကို sorry ဝယ်ရဆိုတော့သူတို့စိတ်မဆိုးတော့တော့အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Liverpool အသင်းကတော့ဒုတိယဆုကိုဆုခူးဖို့အတွက်ကျွန်တော်တို့အဲတက်လန်းနေဖြစ်ပါတယ်။မကြခင်တော့ Newcastle United တို့ဒါဆုဖလားတွေကိုဆုဖူးဖို့အတွက်ကျွန်တော်ဒါယူတော့မယ်လို့မြင်တယ်ဗျ။ဘယ်လိုပဲပြော Newcastle ပြိသက်ဒီတော့လက်ရှိမှာဒါ congratulation လို့ပြောချင်ပါတယ်။ကျွန်တော် border ကြီးကျွန်တော်တို့ဒါခီးသွားရင်ကျွန်တော်အင်္ဂလန်သွားရင်အမြဲတမ်း live ပို့နေတဲ့ border ကြီးဖြစ်တဲ့ကျွန်တော်ဇင်ထက်ကြီးကဘယ်လောက်တောင်ပျော်နေမလဲမသိဘူးဘာလို့ဆိုတော့ တချို့ကြတော့ဗျာခုနကပေါ်ညူကာဆယ်ယူနိုက်တက်တို့ကပေါ်ပင်အားပေးခဲ့တာမို့ဒါကျွန်တော်တန်းဆင်းဆုံးမှာခဲ့တဲ့သူတို့အားပေးခဲ့တဲ့ကြောင့်လက်ရှိမှာဒါအနိုင်မြင့်အတက်ကြအချိန်တိုင်းမှာအားပေးခဲ့တဲ့ပြိတ္တတ်ဒီနဲ့ဒါဟာကြောင့်ကျွန်တော်လက်ရှိမှာဒါဒီကာဆယ်ပြိတ္တတ်ဒါကြောင့်ကျွန်တော်ဘလောက်ပဲအသက်ကြီးကြီးဒါဟာမျက်ရည်ကျမဲ့မူမဲ့ဖြစ်တယ်မမဲ့ရတာကျွန်တော်ယူနိုက်တက်နဲ့ပွဲစဉ်တော့ဒါကျွန်တော်အဖိုးကြီးတောင်ပြောခဲ့သူဒီလောက်ထိတက်လာတာပဲတော်တော်လေးကိုဒါကျွန်တော်တို့ဂျင်းနဲ့လာပါပြီဆိုပြောခဲ့သူပဲလက်ရှိမှာတော့ဒါ final မှာ champion ဖြစ်တဲ့ဒီ Newcastle United သင်ကကာရာဘောချန်အဲ့တော့တချို့ကြတာကျွန်တော် Mickey Mouse ဖလားဘာညာပြောလိုက်မြန်တချို့ကြတာကျွန်တော်56နှစ်မှာရတဲ့ဖလားဘာနဲ့မှလဲလို့မရပါဘူးအဲ့တော့ Newcastle United ရဲ့အနာဂတ်အောင်မြင်မှုတွေဒါကျွန်တော်တို့ခြေလှမ်းတစ်ခုရှေ့ကိုရောက်သွားပြီလို့ပြောလို့ရတယ်မှာပါတယ်ဘယ်လိုပြော Newcastle United အသင်းတို့ congratulation ပါ Liverpool အသင်းတို့ကဒါကျွန်တော်တို့တော်တော်လေးကိုယဉ်ခံစရာဖြစ်တဲ့တပတ်တွင်ဖလားနှလုံးကိုဆုံးရှုံးခဲ့ရတယ် နှမျောဘူးတော်တော်လေးကိုကောင်းပါတယ်ဒါလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းလဲဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုတော့ပါဝင်ကူညီလို့ရပါတယ်များများလေးလဲကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလဲ Youth Sport Media 3.0နဲ့ TV4 ကြီးတွေ link လေးတွေကိုထည့်ပေးထားကြကြမှာဆိုတော့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလဲ like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရဲ့များများလေးလဲကလစ်ဖို့မမေ့ကြပါနဲ့များများကလစ်မှာမြင်မြင်နိုင်မှာဖြစ်ပါတယ် Congratulations man Newcastle United 2024-2025ရဲ့ Carabao Champion ကတော့ Newcastle United ပဲဖြစ်ပါတယ်။အားလုံးပဲကြိုးတင်ပါတယ်။ကောင်းသောညလေးပါ။ United ရဲ့ပွဲပြီးသုံးသက်ချက်ကိုတော့မနေ့ပြန်မှာပဲကျွန်တော် AAC တင်ပေးပါရောင်းမယ်။နောက်မှကျွန်တော်တွေ့ကြတာပေါ့။ပြီးပါပါဗျ။